Hello. မကွနဟောဆက်ပြောပြမယ်နော်။မဟိုတနေ့အင်္ဂါနေ့ကမစတေတက်တင်လိုက်တယ်မလား။တင်လိုက်တဲ့ဟာမှာအမအဲ့နေ့တည်းကဒီဖြစ်စဉ်တခုလုံးအမချက်ချင်းပြောပြချင်တာ။ဒါပေမဲ့အမရဲ့ကိုယ်ပိုင်အလုပ်ကလည်း audit အချိန်တော့အရင်အလုပ်ရှုပ်နေ။ audit တွေနဲ့စကားပြောရတဲ့အချိန်အဲ့မှာပဲအမရဲ့ချက်ပေါက်မှလာပြီးအကူအညီတောင်းနေ။ case က၅ခုလောက်ဖြစ်နေတော့အဲ့၅ခုလောက်ကိုအမဖြည့်ရှင်းပေးနေတာတစ်ချိန်လဲဆိုတော့နောက်ပြီးတော့အမဟိုတနေ့ဟိုတပတ်ထဲကနေမကောင်းဖြစ်တာချောင်းဆိုးတာဘယ်လို့မှစကားပြောလို့မရလောက်ဖြစ်တော့အမဘာမှလုပ်လို့မရတော့အမ state တက်ပဲတင်လိုက်တာနော်မပြောပြမယ်အေးဒီတပတ်ထဲမှာအမဖြည့်ရှင်းခဲ့တယ်၅ခုမှာ၄ယောက်က၄ယောက်က kitchen helper ဘောနော် kitchen helper သူတို့ပြောတဲ့ restaurant ခေါ်တယ်ဘောနော် kitchen helper ဟင်ရောက်ပြီးတော့ တရက်နဲ့ပြုတ်တယ်လို့ရှိတယ်လေးရက်နဲ့ပြုတ်တယ်လို့ရှိတယ်အဲ့လိုမျိုးပေါ့ရက်ပိုင်းလေးတွေပေါ့နော်တပတ်အတွင်းလေးပြုတ်ကြတယ်ကောင်းပြီပြုတ်တော့တချို့ကကြတော့ပေးခဲ့ရတဲ့ agent fee ကတော့အတူတူပဲ9000ကျော်9200ဒါမှသူတို့ရတယ်ပြင်ရတဲ့ agent တွေတဝက်ရတာလေရှိတယ်တဝက်ရတာလည်းရှိရဆိုမဲ့ဒီအပတ်ထဲက case တွေမှာတော့တဝက်မရကြဘူး2000ပဲရတယ်လို့ရှိတယ်ဒီခက်နေွားတယ်လို့ရှိတယ်ပေးဖို့ရွှေ့နေတဲ့ ေဂျင့်နဲ့ရှိတယ်။အဲ့မှာမှာကြည့်လိုက်တာဒီရာပေါ့အမားတို့ကအဲ့အေဂျင့်တဝက်ရဖို့တောင်မှအတင်းတိုက်တိုက်တွန်းတွန်းပြောနေတယ်တစ်ချိန်ထဲမှာပဲဒီနေရာရဲ့ position ဒီပြုတ်သွားတဲ့ကလေးတွေရဲ့ position ကိုမြန်မာပြည်အေဂျင့်ကိုထပ်ပြီးတော့ offer တက်လာတယ်။ဒီလိုမျိုးဖြစ်နေရဆိုတော့အမအရင်အရင်တည်းကလည်းအမ movie ထဲမှာထည့်ပြောပါတယ်။ဒါပေမဲ့အမမှာအမရဲ့ဒီ experience အရာတွေးလိုက်တာပဲရှိတယ်။အမ တွေးပြီးတော့ကြိလိုက်တာပဲရှိတယ်ဒီဖြစ်စဉ်တစ်ခုလုံးဒါပေမဲ့အမမှတက်သေးပြကြံပြီဒီတပတ်မှာတော့မှတက်သေးပြစရာရသွားတာဒီဒီအခုဖြည့်ရှင်းနေတဲ့၄၅ခုထဲမှာပါတယ်၅ခုပေါ့နော်၅ခုထဲမှာပါတယ်အေဂျင့်ညီမလေးတယောက်ကအမတို့နဲ့ cooperate လုပ်တယ်အဲ့ညီမလေးကသူ့ရဲ့ပြောပြချက်အရာဒီမှာအမတို့ကဒီညီမလေးရဲ့အမတို့ရဲ့ပေါင်းပြီးတော့ အေဂျင့်ကတဝက်ရရည်ကိုပြန်လုပ်နေတဲ့အချိန်မှာဒီညမာလေးရှိကိုဒီအလုပ်လပြုတ်သွားတဲ့နေရာကိုပဲ offer တက်လာတော့အဲ့ညမာလေးကလည်းကိုယ်တိုင်မေးလိုက်တယ်မေးလိုက်တော့မှသူကသူသူကိုယ်တိုင် reject လုပ်လိုက်တယ်အဲ့ဒါကဒီညမာလေးကိုယ်တိုင်ကပြောလိုက်တော့မှအမထင်တာတေချာသွားပြီဆိုပြီးတော့အမရမ်းစိတ်ပူသွားပြီးတော့အမချက်ချင်း state တက်ကိုကောက်တင်လိုက်တာဒီဟာကဒီညမာလေးက reject လုပ်ပြီမြေတခြား agent ရှိကိုတက်လာပြီးတော့ဒီနေရာကိုနောက်ထပ်မြန်မာပြည်ကလူတွေထပ်ပြီးရောက်လာပြီးထပ်ပြီးအလုပ်ပြုတ်ကြအောင်မှာ ဟိုအမမြင်လိုက်ရပြီတေးသေးချာချာလေးတိလိုက်ပြီဖြစ်တဲ့အတွက်အမချက်ချင်းတားတာနော်နောက်ပြီးတော့အမပြောပြမယ်အခုခေါ်နေတာပေါ့နော်အကုန်လုံးအေဂျင့်တွေခေါ်နေတာသိပါတယ်တရုတ်ဆိုင်နေမှာတရုတ်ကစတမာတွေကိုဆာဖလုပ်ပို့တယ်တရုတ်စကားပြောတတ်တဲ့မြန်မာလူမျိုးတွေကိုခေါ်တယ်လို့သူတို့ကပြောတယ်နော်ကောင်းပြီတရုတ်ကစတမမြန်မာအေးတရုတ်စကားပြောတတ်တဲ့မြန်မာတွေကိုခေါ်တယ်အေဂျင့်ကပြည်ကြီးရာတရုတ်တွေ ဆိုရင်သူတို့ဟာပြည်ကြီးရတရုတ်တီဆိုရင်ဒီတရုတ် customer ကို serve လုပ်ဖို့အတွက်တရုတ်တထေးနဲ့စကားပြောဖို့တော့ဆိုရင်ဘာဖြစ်လို့သူတို့ပြည်ကြီးရတရုတ်တီကိုဘာလို့မခေါ်တာလဲတကယ်သာပြည်ကြီးရမှလည်းအလုပ်လက်မလေးအများကြီးပဲလေဒီလိုသာခေါ်လိုက်ရင်ချက်ချင်းစကားပြောပြီးတော့ချက်ချင်းခိုင်းလို့ရမှာမဟုတ်ဘူးလားမြန်မာပြည်ကတရုတ်စကားပြောတတ်တာဘယ်လောက်များပြောတတ်မှာမဟုတ်လို့လဲ အပိအပိပြောယုံလောင်းနဲ့မရဘူးဆိုတာတိတယ်တိရဲ့သားနဲ့ဘာကြောင့်ခေါ်နေလဲအဲ့ဒါစဉ်းစားကြဖြစ်နေပြီနော်ပြီးတော့ဒီနေရာကိုအခုဒီသူတို့ဒီဘက်မှာတရုတ်အေဂျင့်တွေလို့ပြောတယ်သူတို့တွေကအဖွဲအားတစ်ဖွဲဖြစ်မယ်နှစ်ဖွဲဖြစ်မယ်အမတဲ့ဖုန်းနံပါတ်စင်ကတ်ဆိုတာအမျိုးမျိုးပြောင်းသုံးလို့ရတယ်နံပါတ်တွေအင်္ဂလိပ်နံပါတ်တွေအမျိုးမျိုးပြောင်းသုံးလို့ရအမနောက်တစ်ချိန်ကျရင်အမနံပါတ်တွေ ဖုန်းနံပါတ်ဒီမှာချပြမယ်အခုတော့အမကအမပြောတယ်မင်းတို့ပြောတယ်အလုတ်သမားရဲ့အမေရဲ့ကိုလရှူတွေရဲ့ပါပါလာတဲ့အတွက်အမပြောပြလို့မရတော့ဘူးအဲ့လို့ဆိုအမဒါမဲ့အရေးအမြစ်ကိုအမပြောပြထားတယ်ဒီဘက်မှာရှိရာအဖွဲဟာ3-4ယောက်ဖြစ်ခြင်းဖြစ်မယ်5-6ယောက်ဖြစ်ခြင်းမယ်တယောက်ထဲလည်းဖြစ်ခြင်းဖြစ်မယ်နှစ်ဖွဲလောက်ကဒီဘက်မှာရှိတဲ့အလုတ်လိုလိုအပ်ချက်ကလည်းတစ်ခုနှစ်ခု5-6ခုဖြစ်မယ်ထားလိုအပ်တာ10ခုပဲထားအောင်တော့အများဆုံးမဲ့သူတို့ကမြန်မာအေဂျင့်တွေကိုဖြန့်ချလိုက်တဲ့ job offer အများကြီးပဲအဲ့အတွက်ဆိုလူတွေတက်လာမှာအရောက်တရာလာဖြစ်အိတ်ဟာကိုသူကတရာမှာဆက်လက်တလုပ်ပြီးရွေးတာမဟုတ်ဘူးတရာကိုသူတို့ကအကုန်လုံးယူထားပြီးတော့ကဲဒီအရှိလာတဲ့အရှိအင်တာဗျူးတဲ့လူကိုအရင်ထည့်လိုက်တယ်ပြီးရင်တပတ်နဲ့ဖြုတ်တယ်နောက်တစ်ခါထည့်တယ်ဆိုဒီသူတို့ယူတက်လာသည်မအလုံးရှောက်တဲ့လူတွေအကုန်လုံးသူတို့ကယူမှာစိတ်ချဘယ်လိုလဲဆိုဟိုတလဲစီဖြုတ်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 ပြီးတော့စားနေဦးမှာအဲ့ဒါရှင်းရှင်းလေးဒီနေရာကအခုပြုတ်သွားပြီးပြီးနောက် လေဒီနေရာပဲခေါ်တယ်ဆိုတော့ငတ်မောင်နေရတာညီမတွေရတာမသိတာအေးချင်နေသိတယ်နော်အဲ့ဒါကိုသိပြီးတော့ဒီသူတို့ဆက်သွယ်နေရတဲ့အေးချင်နေရဘလို့စကားပြောလဲဘလို့လေတန်လဲဆိုတာကိုကောင်းကောင်းသိပါတယ်စင်ကာပူရီယန်တွေဟုတ်လားမဟုတ်လားဆိုတော့ကောင်းကောင်းသိပါတယ်နောက်ပြီးတော့သူတို့ဒီကဒီအေးချင်နေရ မြန်မာမြန်မာအမားတို့မြန်မာဘက်ကအေဂျင့်နေနဲ့ဆက်သွယ်တယ်ဒီပီဂျီကလူတွေဆိုတာ license တကူမှမရှိဘူးဒါပေမဲ့ဒီတက်လာတဲ့ offer တွေကိုဒီစင်ကာပူထဲမှာရှိတယ် license ရှိတဲ့အေဂျင့်တွေကိုသူတို့ကပတ်စံပေးပြီးတော့ MOA မှာရှောက်ခိုင်းပါတယ်အဲ့ဟာတွေကိုလည်း IPA မှာပါတဲ့ agency လိပ်စာတွေကိုဓာတ်ရိုက်ဆက်သွယ်တဲ့အချိန်မှာအဲ့လိပ်စာတွေမှာအဲ့ agency တွေမရှိပါဘူးနော်အဲ့ဒါတွေကိုလည်းအမှတ်မှာတက်သေးတယ်တန်တဲ့တကွာရှိပါတယ် ဒီလိုဆိုတော့ငမောင်လေးညီမတွေကအလုတ်ကိုရှာတဲ့ချိန်မှာအမပြောတာလေးတွေကိုထည့်ပြီးစဉ်းစားကြပါနော်ဂျုံနာမယုံနာတော့ကိုယ်ပိုင်ကိုယ်အပိုင်းမှာကိုယ်မှာကိုယ့်ရဲ့စင်ကျင်နိုင်စွမ်းအားနဲ့ကိုယ့်ကိုလှုပ်ကြပါနော်အဲ့ဒါကိုပဲမပြောချင်ဘူးနောက်ပြီးတော့အမဂျုံလို့ပြောဦးမယ်နော်ဟိုလေဒီမှာအေဂျင့်လုပ်နေတာကျွန်တော်ကျမတို့ကနှစ်နဲ့ချီပြီးတော့ track record လည်းကောင်းတယ်လူအယောက်၄900ပို့ခဲ့တယ်နော် အဲကျမတို့မှာနာမည်ပြက်လည်းမရှိဘူးလို့ပြောတယ်။ Okay ။ဒါအဲအဲ့လိုအေဂျင့်နေရအမကဒီအေဂျင့်တော့ကထဲမှာအမအဝဲနဲ့စရအောင်ပြောပြနေတဲ့လူတယောက်တက်တန်းအရဆိုလဲ၃လတော့မပြည့်သေးဘူး။ April မှာစတာ။၃လတော့မပြည့်သေးတဲ့လူတယောက်က ပြောလိုက်တဲ့ state တဲ့လေးတခွန်းညာကျမတို့ကြရက်ရိုက်ပါတယ်ဆိုရင် အဲကိုရဲ့လုပ်ငန်းကိုပြန်စမ်းစစ်သိပ်စစ်လို့ထင်တယ်နော်ဟုတ်လားကိုရဲ့နာမည်နဲ့ကွက်ကိုရက်တည်နေတာလေဒီဘာမဟုတ်တဲ့လူတယောက်ကပြောလိုက်တယ်ဟိုတက်တန်းတော်တစ်နှစ်မပြည့်သေးတဲ့လူတယောက်ကစကားတော်မပြောရသေးရက်ပါလို့ပြောလိုက်ရတယ်အားလုံးကရက်သွားရလောက်အောင်ဟိုနော်ဒီအေးချမ်းတော်ခါရဲ့မှာတခုခုမှားနေပြီလို့ထင်တယ်ကွက်ကိုပြန်စမ်းစစ်ကြပါမအားရပဲပြောချင်ပါတယ် နောက်ပြီးတော့စဉ်းစားပါမြန်မာတွေเนาะမြန်မာလူမျိုးอ่ะတရုတ်စကားအပစ်အပစ်လောက်နဲ့ခေါ်ပြီးတော့ဒီမာတရုတ်စကားမပြောတတ်လို့ဖြုတ်တယ်မပြောပြမယ်ဒီမာအလုံးခေါ်ပြီးဆိုရင် စကားမပြောတတ်လဲအလုံးတကယ်ခမ်းမဲ့လူပါဒီလူတရုတ်သူတို့ခေါ်လိုက်တဲ့လူရဲ့အရေးအချင်းကိုသိတယ် personal ကိုသိတယ် attitude ကိုသိရတဲ့အတွက် ဒီမှာတကယ်သားလိုချင်တယ်ဆိုရင်တို့ကလုပ်ငန်းဝင်တိုင်းမှာ train နေစကားမပြောတတ်လဲ train နေဒါကြောင့်လေလုပ်ငန်းတိုင်းမှာ provision ဆိုတဲ့၃လဆိုတာရှိတာ၃လမှာကမှနော် train နေတာမှာဒီ၃လမှာဒီလူတယောက်ကလုပ်ငန်းမှာအံတွင်ဝင်ကြဖြစ်သွားဖို့ဆိုတာခတ်တာအမတို့ HR တွေအမတို့သိတယ်ဒါပေမဲ့ဒီမှာဒီလူကိုကြိုက်တယ်ဆိုရင် personality ရောသူ့ကိုကြည့်နေအော်လုပ်ငန်းဝင်တိုင်းမှာအဆင်ပြေဆိုရင်အမတို့ကခတ်ပြီးတော့မှအဆင်မပြေတော့ဘူးဆိုရင်၃လကျော်မှသူ့နဲ့ကိုယ်နဲ့ကြာမှဖြုတ်တာရှိတာ တရက်နှစ်ရက်လောက်နဲ့အလုတ်ဖြုတ်တာဘယ်ဘယ်လိုအခြေချင်းနေရအောင်မကြည့်မြဖြုတ်လိုက်တာလေငကူလေးကဖြုတ်ဖို့ရည်ရွယ်ချက်ရှိပြီးတော့ဖြုတ်တာနော်အဲ့ဒါကိုစဉ်းစားကြပါအလုံးလာရှာမဲ့လူတွေဒါကိုတေချာထည့်စဉ်းစားပါနော်အမပြောနေတာစိတ်ပူနေအောင်ပြောတာမဟုတ်ဘူးတကယ်ဖြစ်စဉ်ဖြစ်နေလို့ပြောနေတာပါနော်အမမဒါတွေပြောတဲ့အတွက်အမမတက်တည်ရှိတယ်တစ်ချိန်ညရင်အမအကုန်လုံးချပြပါမယ်အခုတော့အမပြောအမတယောက်သေးဆိုတာတဲ့ တခြားအဖွဲ့အစည်းတွေပါဝင်လာရင်အမအခုချိန်မှာပြောခွင့်မရသေးတာအများကြီးရှိတယ်။ဝန်ကိုရင်းနေဖြစ်နေတာအများကြီးရှိ။အဲ့အတွက်ဆိုတော့အမပြောတဲ့အလေးတွေကိုပဲစဉ်းစားကြဖို့ပဲ။အမအကြံပြုချင်ပါတယ်။နော်။ကျေးဇူးတင်ပါတယ်။